Hello everyone. ကျေးဇူးတော်လည်းနေပြန်လဲကြိုဆိုလိုက်ပါဒီနေ့ reading လေးကတော့ Gaston Collective reading လေးပဲကြည့်ပေးမယ်။ Gaston အခုရပိုင်း TikTok account ထဲမှာ video တွေအများကြီးမှအများကြီး upload လုပ်နေရတဲ့ Gaston YouTube လေးကိုနည်းနည်းလေးမေးမေးပြောပြောဖြစ်နေရ Gaston ကိုခွင့်လွှတ်ပေးပါလို့နော်။ So Gaston ဒီနေ့မှာကတော့ဒါအခြေအနေပတ်သက်ပြီးတော့ Gaston ကြည့်ပေးမယ်။ဆိုတော့6လပိုင်းအတွက်အခြေအကန်ကြမှာကို Gaston က generally ကြည့်ပေးမှာဖြစ်ပါတယ်။ဆိုတော့ဒီ video လေးကိုတွေ့တဲ့လူပေါ့နော်။ဒီလူတွေအတွက်ကံပါလို့အာဒီ video လေးကိုရောက်လာတယ်ဆိုရတဲ့ကြောင့်မလို့ ကိုအနေနဲ့ပေါ့နော်လိုအပ်တဲ့ message လေးတွေယူပေးပါအကဲ energy လုံးဝမကြိုက်ဘူး message ကလုံးဝမတူဘူးဆိုလို့ရှိရင်တော့ဒါကိုအတွက်မဟုတ်ဘူးပေါ့နော်ဒါလမ်းမှားပြီးရောက်လာပါပေါ့နော်ဆိုတော့တခြား pile တစ်ခုကိုရွေးတာပဲဖြစ်ဖြစ်အာ guest မှာ personal reading လာပြီးတော့မေးတာပဲဖြစ်ဖြစ်မေးလို့ရပါတယ် okay so guest တို့ဒါလေးကိုကြည့်ကြည့်အောင်ဒါလေးကတော့လုံးဝလုံးဝ brand new brand new ကိုမှာ guest personal reading တော့ဘယ်သူတော့မှမကြည့်ပြရသေးရဲ့ကက်ကလေးပေါ့နော်ဆိုတော့ဒီကက်ကလေးနဲ့ guest ကဒီမှာကြည့်ပေးပါမယ်အခုမှ guest အာ bonding လုပ်ထားတဲ့ cat တွေပေါ့နော်အခုလင်းနေ Okay ဆိုတော့ collectives လေးတွေအတွက်ကြည့်ကြည့်ရအောင်ဒီ video ကိုကြည့်နေတဲ့သူလေးတွေအနေနဲ့မေလ sorry 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 ဂျွန်လရဲမှာပေါ့နော်ဂျွန်2025ဂျွန်လဒါလေးကတော့ timeless မဟုတ်ဘူး2025ဂျွန်လအတွက်ပဲပေါ့နော်ဒါပေမဲ့ကိုကရောက်လာပြီးတော့ energy ကြိုက်တယ်လို့ခံစားရဆိုလို့ရှင်လဲနားထောင်သွားပေါ့နော်အာဆိုတော့ကြည့်ကြည့်ရအောင်အချီ တော့ပြီးသွားလို့ရှိရင်အာနောက်ကြာလို့ရှိရင်ခဏနေကြာလို့ရှိရင် gas အာစီးပွားရေးလူမှုရေးပါတင်ပေးမယ်ပေါ့နော်နောက်ရက်ဒီကြိုင်။အဲဒီကတော့အခြေရေးပါ collective layer အတွက်ကြည့်ကြည့်အောင်။ Oh, six of swords. တရားရောက်ကိုစီကိုလာလေတဲ့ပုံစံမျိုးလေးကို gas တွေ့တယ်။နော်။ အမ်ပြန်လာတာမျိုးလည်းဖြစ်နိုင်တယ်ကိုနေရန်ဖြစ်ထားတဲ့သူတွေပြန်လာတာမျိုးဖြစ်နိုင်တယ်အာရေချမ်းမြေချားကသူတွေလာလေတာမျိုးဖြစ်နိုင်တယ် long distance relationship လေးဒီ6လပိုင်းထဲမှာစုံစည်းခွင့်ရနိုင်တဲ့ပုံစံမျိုးကို guest တွေထားပါတယ်ဆက်ပြီးကြည့်ရအောင် 10 of wands ကိုကလေအရန်စိတ်ဖိစီးမှုများနေတဲ့ပုံစံမျိုးကိုမြင်နေဆိုတော့တဖက်လူပေါ့နော်ကိုအရန်ချင်းရတဲ့သူကကိုစိတ်ဖိစီးမှုပေးနေရပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားတခြားတခြားသောပြင်ပစိတ်ဖိစီးမှုတွေကြောင့်ပေါ့နော်စိတ်အရန်ဝန်းနေနေရမျိုးစိတ်ညစ်နေရမျိုးလေးရှိနိုင်တယ်လို့ guess တွေ့တယ်အာအဲ့ပေါ့နော်ဒီပြင်ပရဲ့ဖိအားကပြောမယ်ဆိုဒီ relationship ထဲမှာအဆင်မပြေမှုတွေကိုတက်ရောက်စေနိုင်တာမျိုးရှိရယ်ပေါ့နော် โอเค King of Cups အရန်အချစ်ခံရတဲ့ပုံစံမျိုးကို guess မြင်နေကိုခလီအရန်ဝင်နေအားနေနေရဲ့အားငယ်နေတဲ့ချိန်မှာကိုရဲ့ person ကကိုအရန်ချစ်ပြရမျိုးဖြစ်နိုင်တယ်ဒါ gender ကကိုအဆင်ပြေလို့ယူလို့ရရပေါ့เนาะမိန်းမယောက်ျားအဲ့လိုမရှိဘူးပေါ့နော်တတ်တမတ်တည်းမရှိဘူးအဆင်ပြေလို့ယူပါဒါပေမဲ့တခုရှိရတာကဘာလဲဆိုတော့ကိုချစ်ရတဲ့သူကကိုအရန်ချစ်ပေးရဲ့ energy ပြုတ်ကဲစီထဲမှာတွေ့ရဲ့နော်ကိုအရန်အရန်ချစ်ပေးရဲ့ပုံစံမျိုးလေးကိုမြင်နေ ဆက်ဆက်ပြောကြည့်ရအောင် Page of Wands okay ဆိုတော့ကိုကအရင် romantic ဖြစ်တဲ့အချိန်လေးတွေကိုပိုင်ဆိုင်ရလိမ့်မယ်ပေါ့နော်အာ romance romance is အာ on your way ပေါ့နော်အဲ့လိုပုံစံမျိုးလေး case ဒီမှာတွေ့တယ်အာကိုချစ်သူကအခုပေါ့နော်ဒီလရဲမှာအရင် romantic center မျိုးကိုလက်ဆောင်နေအများကြီးဝယ်ပေးတာမျိုးအဲ့လိုမျိုးလေးတွေတွေ့ရလိမ့်မယ်လို့ case ဒီထဲမှာမြင်ပါတယ်ဆိုတော့ဆက်ပြီးကြည့်ကြည့်ရအောင် 6လပိုင်းအတွက် collective theory ရဲ့အခြေရေးကံကြမ္မာ Five of Swords okay ဆိုတော့အာဆိုတော့ရန်နေဖြစ်ပြီးရောပြန်အဆင်ပြေသွားတယ်သူ့ဘက်ကအရန်အရန်အရန်ရိုးတယ်ဒါပေမဲ့တခုရှိရကိုကထပ်ပြီးရောရန်နေဖြစ်ချင်တဲ့ energy မျိုး gas မြင်တယ်သူသဖြင့်ပြောမယ်ဆိုရှင် gas လေး6လပိုင်းသဒုံထအပတ်ဆိုတော့အာ25ရက်နေဝန်းကျင်ပေါ့နော်အဲ့လောက်မှာထပ်ပြီးရန်ဖြစ်ရနိုင်တယ်ဆိုတော့ ရံဖြစ်လိုက်ပြန်ချလိုက်အတွဲတယ်ဆိုလို့ရှင်တော့တိတ်ကိစ္စမရှိပေမဲ့ရံဖြစ်ရံမဖြစ်ဘူးပေါ့နော်အဲ့လိုဟိုတခါမှအဲ့လောက်မပြင်းမလဲမဖြစ်ဘူးပေါ့နော်ဟိုជីជីမမရံမဖြစ်ဘူးတဲ့သူတွေဆိုလို့ရှင်ရံဖြစ်ရနိုင်တယ်โอเคဆိုတော့အမွေထားအာမုတ်တွေအများကြီးစားထားအေဝဝအိတ်ထားရန်နေဖြစ်ရတော့မယ်ပေါ့နော်โอเคဆိုတော့ဆက်ပြောကြည့်ကြည့်ရအောင် The star ရန်ဖြစ်လိုက်ပြန်ချက်လိုက် ပေါ့နော်အဲ့လိုမျိုးလေးပဲဖြစ်လိမ့်မယ် cast ဒီထဲမှာဘယ်လိုမြင်လဲဆိုတော့နောက်တစ်ခုကကိုယ့်ရဲ့ internal conflict ကိုကိုယ်တိုင်ကိုကဒီ connection နဲ့ပတ်သက်ပြီးတော့ဒီလူကြီးကငါ့ကို stress ပေးနေတာလားဒါမှမဟုတ်ငါ့မှာရှိနေတဲ့ stress တွေကိုသူကပြေပြပြောက်စေတာလားဆိုရဲပုံစံမျိုးပေါ့နော်ကိုကလေဝေခွဲမရဖြစ်နေရ နော်ဟိုငါဘက်ကမားတာလားသူ့ဘက်ကမားတာလားဘယ်သူမားရလဲဆိုပုံစံဖြစ်နေရပါတော့ဒါပေမဲ့နောက်ဆုံးမှာကိုတိသွားတာဘလို့လဲဆိုတော့ဩဘလို့ပဲဖြစ်ဖြစ်သူငါ့ကိုချစ်ပါတယ်လေဆိုပုံစံမျိုးနဲ့ပေါ့နော်ပြန်စင်ပြေအောင်ပြန်တက်အောင်ခေါ်လိုက်တဲ့ပုံစံမျိုးလေးကိုတော့ guest တွေ့တယ်ဆိုတော့နောက်ဆုံးကက်ကလေးကိုချစ်ချင်အောင် Oh, two of cups. Okay, okay. So, ချစ်ချင်တူတစ်တီတူဒါလေးက love birds lady. ES နဲ့လည်းပြန်ပြီးအောင်တွေးနိုင်တယ်။ကိုယ့်ရဲ့လက်ရှိချစ်သူနဲ့လည်းအရန်အရန်အရန်အဆင်ပြေနိုင်တယ်။ကိုယ့်ရဲ့လက်ရှိချစ်သူကကိုယ့်ပေါ်မှာပေါ့နော်။ဟို ETS ဖြစ်နေရာတွေးအေးနေတာအဆိုလို့ရှိရင်လည်းပြန်လဲပြီးတော့နှွေးထွေးလာလိမ့်မယ်။နောက်တစ်ခုကအကျိုးတူပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကြီးပေါ့နော်။ကိုယ့်ရဲ့ချစ်သူနဲ့ပေါ့နော်။အလုပ်တွေတူတူလုပ်တာဆိုလို့ရှိရင်လည်းအရန်အရန်အောင်မြင်လိမ့်မယ်။နှစ်ယောက်တူတူတွဲလုပ်တဲ့ project တွေအများကြီးပိုပြီးအောင်မြင်တာမျိုး guest တွေရယ်။ ။နောက်တစ်ခုကကျတော့ဘယ်လိုလဲဆိုတော့နှစ်ယောက်စလုံးကလေအချစ်အတွက်အချစ်ကြောင့်ပေါ့နော်ပြောရဆိုရှင်ဒီနှစ်ယောက် connection လေးကခိုင်မြဲနေတာမဟုတ်လို့ရှင်တယောက်ကိုတယောက်ကအဲ့လောက်သာဒီလောက်သာမချင်ပြတ်သွားကြလာပြီဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေး gas ဒီထဲမှာတွေ့ပါတယ် okay ဆိုတာ gas ရမယ့် energy အလုံးအလုံးပြောပြထားဖြစ်ပါတယ်ဆိုတော့အဆင်ပြေစေမယ့်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ် reading တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်နော် bye bye